အားတော့နာပြီမဲ့တစ်ဖက်ဆောင်တဲ့ review ရေးရတာပါဒီလိုပွဲတွေပြီး review သတင်းတွေရေးရတဲ့ခါတိုင်းမှာတစ်ဖက်ကအမြင်ကြီးလို့တင်စားသလိုဖြစ်နေပြီးတော့တစ်ဖက်ကအဝီစီတွေကအသိန်းလိုပဲပြပြနေနေကြီးဝေဖန်ရလို့ဒီလိုခန်းစားချက်မျိုးမြဲဖြစ်ရပါတယ်ဒါပေမဲ့လည်းဘလို့မှရှောင်လွဲလို့မရနိုင်တဲ့ပဂရိရှိတရားဟိုကဒီစင်လာတိုင်းဖြစ်နေတော့အားနာနေလို့လည်းမရနိုင်ပါဘူးလဘာဘူးတော့တော့မန်စီးတီးကိုတုံးခိုးမရှိဆိုတဲ့ရလနဲ့ရှုံးခဲ့တဲ့ရှုံးက နီးပြအာနစ်စလော့လက်ထက်ပရီးမီးယားလီးဂ်မှာဂိုးပြတ်ဆုံးတဲ့ဆိုအားဆုံးရှုံးပွဲဖြစ်ခဲ့ပြီးတော့နောက်ဆုံးပရီးမီးယားလီးဂ်6ပွဲမှာ9ပွဲမြောက်ရှုံးပွဲကြုံသွားတာဖြစ်ပါတယ်။နောက်ဆုံး10ပွဲမှာ9ပွဲမြောက်ရှုံးလည်းဖြစ်ပါတယ်။မပေးစရာမှာပွဲစဉ်17ပဲရှိသေးပြီးတော့ဇယားထက်ကအာဆင်နယ်အသင်းထက်ရှစ်မှတ်ယောနေပြီးတော့၁၈နေရာကိုရောက်သွားတော့ Sky Sport ရဲ့ဘောလုံးပွဲတက်ဆက်သူ Ryan Kane ကအရှိ့ကိုအရှိတိုင်းပဲအာမနာတမ်းပဲသုံးသက်သွားပါတယ်။နောက်ဆုံး10ပွဲမှာ9ပွဲရှုံးဒီရသည်ပရီးမီးယားလီးဂ်မှာ9ပွဲရှုံးပြီဆိုတော့ ပါဘူးသင်းကကတ်ဆိုင်နေတာအရှင်သာကြီးပါနေ့စနစ်ပိုင်းရောကာယာပိုင်းမှာပါမန်စတီသင်းကအသာစီးရသွားတဲ့ပွဲပါဆိုပြီးတော့ရန်ကင်းကပဲပဲနဲ့နဲ့ဝေဖန်သွားတာပါမန်စတီပြိုင်သက်တွေကတော့တပွဲလုံးမနှက်ကြထုတ်ခံရပြီလို့အာနေစလော့ကိုလှောင်နေတဲ့ချင်းတွေဆိုခဲ့ကြတာပါလက်ရှိချန်ပီယံဖြစ်လဲထုတ်ခံရတတ်တယ်ဆိုတော့စင်လာကရှေ့မှာမော်ရင်ဟိုနဲ့ရေနီယာနီတို့ကတက်တည်ပြခဲ့ပြီးပါပြီပေါင်116တန်းကျော်ပေးခေါ်ထားတဲ့ဖလော်ရီယန်ဘတ်ကလည်း ဂူဒီတကူမှမသွင်းနိုင်ဘဲနဲ့အသင်းကိုလည်းဥမဆောင်နိုင်လို့ဝေဖန်တန်တွေထပ်ပြီးထွက်လာပါတယ်။တစ်ဖက်ကလည်း Foreigner Bus ကိုခေါ်ဖို့ကြိုးပမ်းခဲ့ပေမဲ့ဈေးများလုံးလို့ဒီငွေပမာဏနဲ့ပဲပြင်သစ်တောင်ပေါင်းကစားသမား Ryan Chucky နယ်သာလန်ကွက်လိုက်လူ Rinder နဲ့အဂျီရီးယားခံစင်မှုအိနိုရီတို့၃ယောက်ကိုခေါ်ပြီးတော့အလုတ်ဖြစ်နေခဲ့တဲ့ဝါရီယူလာရဲ့ဆုံးဖြတ်ချက်ပေါ်ချီးကျူးတဲ့နေရညံလာပါတယ်။ဒီပွဲကတော့ဝါရီယူလာရဲ့နီးပြပွဲကပွဲထောင်မြောက်ပွဲဖြစ်ပြီးတော့အောင်ပွဲနဲ့ပွဲခန့်နိုင်ခဲ့သလိုဖွင့်ပနတီကိုမရခဲ့ပေမဲ့ ဦးဆောင်ကိုထပ်သွင်းတဲ့ဟာလန်အတွက်လည်းပြင်းပြလီသွင်းကို69ကိုမြောက်ရသွားတာပါပနယ်တီသာဝင်ခဲ့ရင်တော့ဝိုးရီယာပြင်းနေဆိုရင်မိပြဖြစ်သူဆရာပက်ကွာယူလာရဲ့ပွဲထောင်မြောက်မှာတပည့်ရဲ့ပြင်းပြလီဂိုးတရာမြောက်နဲ့ကွက်တီကျသွားမယ်လို့တောင်ပြောလို့ရပါတယ်လဘာဘူးရဲ့နံပါတ်1ဂိုးသမားမာမာတက်စ်ပီဒီဖွဲ့ပနယ်တီကိုကာကွယ်သွားနိုင်တာကလည်းမန်စီးတီးကိုလဘာဘူးနဲ့နောက်ဆုံးပနယ်တီ၅လုံးကန်ကွက်ရမှုမှာ၄လုံးမဝင်အောင်တားဆီးပေးနိုင်မှုဖြစ်မှတ်တမ်းတော့ဝင်သွားခဲ့ပါသေးတယ်တစ်ဖက်မှာ အားလားဆိုတာလေပနတိမဝင်ပို့ပြီးတော့ဂိုးသွင်းတဲ့ထုံးစံတိုင်းပဲဥဆောင်ကိုထပ်ပြီးတော့မရမကသွင်းသွားပါသေးတယ်။ပြီးခဲ့တဲ့လာတော့ကလည်းနော်ဝေအတွက်နိုင်ငံပွဲသွားပြီးတော့ကစားတော့အစ္စရေးဘက်ကိုပနတိနှလုံးဟာလန်လွဲခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီပွဲမှာပဲဟက်ထရစ်သွင်းပြီးတော့ငါးဂိုးခွင့်ပြုဆိုတဲ့ရလဒ်နဲ့နော်ဝေကအစ္စရေးကိုနိုင်ရခဲ့ပါတယ်။ဆနကိုက်စီးတွင်းကပနတိအားနေတဲ့ဆိုပေမဲ့လည်းဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ဂိုးသွင်းစမ်းရင်မြင့်နေတာကြီးကတော့အာလန်ဟာလန်ကို ီနေ့ကမ္ဘာအကောင်ဆုံးဂိုးဒင်းသမားဆိုတဲ့ဂုံမုတ်ကိုရရှိစေနေတာပါဒီယာဒီစာလင်းမှာပဲကလပ်နဲ့နိုင်ငံတော်အတွက်18ပွဲပဲကစားရသေးပြီးတော့28ကိုသွင်းမိထားတဲ့မှတ်တမ်းကိုလည်းဟာလန်တယောက်ကရထားပါတယ်မိဘဘွားမှာပွဲထောင်ပြည့်သွားပြီးတော့916ပွဲနိုင်ရခဲ့တဲ့ဝါယူလာရဲ့မန်စီးရီးယားမနေ့ကရာသီမှာလက်ရှိလပါဘူးလို့တက်ပြတ်ခဲ့ရာနေအခုတော့နားကြောင်းမှမပြန်တက်လာနိုင်တာမဘေးချန်ပီယံဆု12ကြိမ်ရခဲ့ပြီးသားနီးပြားတယောက်အနေနဲ့ ဒီအသည်မှာ73လုံးမြောက်မပေးပလာမရနိုင်ဘူးလို့မြင်နိုင်မဲ့သူတွေလည်းမရှိသေးပါဘူး။ဒါကြောင့်ဒီလိုပွဲကြီးမျိုးတွေပြီးသွားတိုင်းပွဲပြီးသုံးသပ်ချက်တွေရေးတဲ့အခါမှာဒီလိုပဲတစ်ဖက်ဆောင်းနေဖြစ်ရလိမ့်ရှိတယ်လို့လီဒန်းကနေရနေပြီးတော့မှပြောခဲ့ရတာ။